ဒီနေ့ shortcut အပိုင်းနှစ်အနေနဲ့ကျွန်တော်က file manager ကိုဖွင့်တဲ့ shortcut ရဲ့ screenshot shortcut ရဲ့ပြပြမှာဖြစ်ပါတယ်။ပုံမှန်အားဖြင့်ဆိုရင်ကျွန်တော်တို့က file manager ကိုဖွင့်မယ်ဆိုရင် this pc ကိုကျွန်တော်တို့ဖွင့်မိရပါတယ်။ဒါတော့ကျွန်တော်တို့ပုံမှန်ဖွင့်နေကြပါ this pc သို့မဟုတ်အောက်က file ကိုဖွင့်နေပါတော့။အခုကျတော့ကျွန်တော်တို့က this pc ကိုဖွင့်ဖို့ဆိုရင် keyboard က window ရဲ့ e ကိုနှိပ်လိုက်တဲ့ this pc ကပွင့်သွားမှာဖြစ်ပါတယ်။ window ရဲ့ e ရပါဒါဆိုရင် this pc ပွင့်ပါတယ်။ ဒါတော့ကျွန်တော် file manager ဖွင့်တဲ့ short ကလေးပါ။အဲနောက်တဲ့တစ်ခုကကြတော့ကျွန်တော် screen shot ပေါ့နော်။ screen shot တွေရိုက်မယ်ဆိုရင်ကိုလိုချင်တဲ့နေရာကိုပဲဒီ screen ကိုရိုက်ချင်တာမျိုးဆိုရင် Windows 10နဲ့ Windows 11နေမှာ original ပါပြီးသား snipping tool ဆိုတာလေးရှိပါတယ်အဲ့ဒါလေးကိုကိုကကိုက desktop ပေါ်မှာတင်ထားလိုက်ရရင်မဟုတ်ဘူးအောက်မှာဘာမှတင်ထားခြင်းနဲ့ဆိုလဲတင်ထားလို့ရပါတယ်အဲ့ဒါလေးကိုနှိပ်လိုက်ပါမယ် ီးလို့ရှိရင်ဒီမှာ new ဆိုတာလေးရှိတယ်အဲ new လေးကိုနှိပ်ပြီးတော့ကိုလိုချင်တဲ့နေရာကိုဆွဲပြီးတော့ screenshot ယူလို့ရပါတယ်ဒါပြီးရင်တော့ဘေးမှာအမ save box လေးပါတယ်ပြပေးမယ် save box လေးကိုနှိပ်ပြီးတော့ကိုထားချင်တဲ့ file ထားချင်တဲ့နေရာကို save လိုက်ရုံပါပဲဒါဆိုရင်တော့ screenshot ရတော့မှဖြစ်ပါတယ် shortcut အနေနဲ့ဆိုရင် window ရဲ့ရှေ့ရဲ့ s ရဲ့ကိုနှိပ်ပြီးလိုက်ပါဒါဆို shortcut ပါအမကိုက အဲဓာတ်ပုံရိုက်မှာဘော sorry စကွင်ချောရိုက်မှာဆိုရင်ကိုလူချင်းတဲ့နေရာကိုစကွင်ချောလမ်းပြီးတော့ပေးလိုက်ရုံပါပဲဒါဆိုရင်တော့ socket အနေနဲ့စကွင်ချောရိုက်လိုက်ရမှာဖြစ်ပါတယ်ပြီးလို့ရှိရင်စောစောအတိုင်းပဲဓာတ်ပုံလေးကိုထောက်လိုက်ထောက်ပြီးကိုက verify နဲ့မှာစစ်ကျင်တယ်ကိုစစ်ကျင်တဲ့ file location ရစာတခါတယ်ယူလိုက်လို့ရတယ်ပေါ့နော်ဗီဒီယိုလေးကမိတ်ဆွေတို့တက်အကျိုးရှိခဲ့မယ်ဆိုရင်ကျွန်တော်ကို line follow လုပ်ခဲ့ပြီးဘူးလဲမမေ့ပါနဲ့နောက် video တွေမှာပြန်ပြီးဆက်ကြပါမယ်